ရန်သူဆက်သွယ်ရေးစခန်းမှာထိပ်ပြီးတော့ဒါကအင်တာတစ်ပါ FR ထိပ်ပါအင်တာတစ်ပါကတင်မှတ်ကိုကြုံတင်ကာဝယ်ဖို့အတွက်အသီးသီးပြီးပါပြီတိုက်ခိုက်ခြင်းကိုစတင်လို့ရပါပြီရောဂျာအစီအစဉ်ရအင်တာတစ်ကအင်တာတစ်တင်းတင်းကြပ်ကြပ်ညံ့နေတယ်ဝင်ခဲ့ပါဘာဖြစ်လို့လဲလျှက်စက်တန်လိုက်လိုင်းကိုအကျိုးတက်ရောက်စေတဲ့စိတ်ဆွမ်းအားကိုသူတို့တုံးလိုက်လို့လားငါလည်းတင်ချာမသိဘူးဒါမှမဟုတ်ဒါကဆက်ရေးပြဿနာတော့မဟုတ်ဘူးအဲဒါကဒေတာဝင်လို့ပြောလိုက်တာလားဘာမှတိတိကြားရဲ့လား အခုပြောနေတာ alpha ဘက်ကပါအဲ့ဘက်ကပြောနေတာဘာလို့လဲဟိဟိဒါဟောင်းအထက်တန်းကြောင်းဒုတိယနှစ်တက်စုတစ်ဆယ်ကတက်တာပတ်ချင်ဆမ်းမှာ ပကျင်စံဟုတ်လားငါအဲ့နမဲကိုကြားဘူးတလို့ပဲသူကလူအယောက်နဲ့အကိုအနိုင်ယူခဲ့တယ်ဆိုတဲ့ဒနေ့အမားကြီးကိုထျန်းခဲ့တဲ့သူလေအဲ့ဒါကအရှိတမ်းမှရှိတဲ့တပ်ဖွဲ့အတွက်နောက်ဆုံးနေပဲသူတို့ဆက်သွယ်လာကိုထည့်ပြဖို့အတွက်အချိန်ဆွားနဲ့ညဉ့်ညံပြန်လာခဲ့တာလားဟာဝတ်ထန်တန်းကြောင့်ကတော်တော်တော်တဲ့လူတွေမဟုတ်ဘူးလားသူရန်သူစခန်းကိုတယောက်တည်းဝင်လာတာဆိုရင်အာတေးကြအီအယူကြီးငါနောက်လိုက်မလားနဲ့တုံးတော့တော်တော့ရက်လိုက်တော့လို့ပြောနေရလေအဲ့ဒါဇွန်မီပဲတခက်ဇွန်မီကောင်းတွေပဲအကူအညီတိတိတခုခုပို့ပေးပါဦး အာအဲ့တော့တော်တော်စူညံနေပြီဆိုတော့ဒီအချိန်လေးကိုနားလည်မယ်ထင်တယ်ဒီအချိန်လေးကိုသိအောင်လုပ်ဖို့ကထိတ်ဆုံးဦးစားပေးပဲဒေတာနှစ်ကိုခေါ်ပြီးတော့ဒေတာတေးရဲ့အချိန်လေးကိုအတိအကျပို့ပြောလိုက်ဟယ်လိုဒါက Bravo နှစ်ပါ Bravo နှစ် Alpha ကျေးဇူးတင်ပြီးဝင်ခဲ့ပါဟုတ်ကဲ့ဒါက Alpha ပါဆက်တယ်ရောပါ Bravo တစ်ကလူတွေအကုန်ပြန်ဆုံနေပြီ Bravo တစ်ကပြန်ဆုံနေပြီငါတို့စိတ်ဆွမ်းအတိုက်ခံရအောင်အတိအကျပြီးပါပြီဘယ်ဘက်ကရောအတိုက်ခံနေရတယ်တဲ့လားဟာအထက်တန်းကြောင့်ရဲ့တတိယနှစ်တွေထဲမှာစွားကြည့်တဲ့စိတ်ဆွမ်းအတုံးပြူသူရှိမနေတင်ဘူးလေဆိုကရန်သူဆက်သွယ်ရုံမှာရုံးရင်ဆက်ခတ်ထင်နေကြပါတယ် ထိုးချိန်အပြင်ကတိုက်ပွဲကွင်းတင်မှာတော့ဂီယောင်းကဒီအမိုက်ကောင်တွေကိုစုပြီးပြီဆိုတော့အခုငါနောက်ဆုံးလှုပ်ရှားချက်ကိုလှုပ်လိုက်တော့မယ်။ညက်နေတော့အရာအားဆွဲထုတ်ပြီးလွှဲလိုက်ချင်းစိတ်ဆွာအဆင့်ပီပလက်တိုက်ခိုက်ရေးပီပလက်နေကြီးထဲ၌ညက်နေတဲ့အရာမှန်တဲ့ညကိုလက်နဲ့အထည်အသုံးပြုနိုင်သည်တင်ဆွဲထုတ်လိုက်သည့်နီးသည့်အရာမဆိုးအလေးချိန်မရှိဘဲပစ္စည်းအရွယ်အစားမှအခြားသူ၏စိတ်ဆွာအပေါ်မူတည်ပြီးကွဲပြားသည်။တေဇန်အမိုက်ကောင်တွေအရာကြီးလာနေတဲ့အမိအကုန်ရှောင်ကြအဲ့လိုအရာကြီးနဲ့ရိုက်ခိုင်းရရင်မင်းမှတန်ချက်ကဝတ်စုံရှိရင်တော့စေယုံကိုတန်တေးရမှာပဲတေးကြတေးကြ ဟာထိုတို့တိုက်ခတ်ပြီးတဲ့နောက်ဂီယောင်းက ဟာအခုမှပဲစိတ်သက်သာရရသွားပြီလို့ပြောတဲ့အတွက်နောက်မှရှိနေတဲ့စီနီယာမမကဘလို့လဲငါပြောသလိုပဲမင်းရဲ့စိတ်ဆွမ်းအားကစစ်နေတဲ့မှာအတော့ဝင်ဆုံးပဲလေဟုတ်တယ်မှလား ဒီစစ်ညင်ရဲမှာအပြက်အစည်းတွေကခုခံဖို့အခြေအနေတစ်ခုရှိတယ်ဆိုရင်တော့အဲ့ဒါရဲ့အတုံးဝင်မှုကငါတို့ဘလို့အတုံးကြည့်လဲပေါ်မူတည်ပြီးတော့တောင်းလဲသွားတာလေလို့ပြောပါတယ်ဒီရောက်ကလည်းတတရနှစ်တွေကြီးရှိတဲ့နေရာကိုကျွန်တော်ကိုတယောက်တည်းခေါ်လာခဲ့လို့စိတ်ရှုပ်နေခဲ့ပြီမဲ့အေးကိုကိုရှိအမိုက်ကောင်တွေရုံးကန်နေရတာကိုနင်ရတော့အဲ့ဒါကိုတင်မုတ်ချိလိုက်တော့မယ်ဆိုပြီးတင်ပြောတော့စီနီယာမမကမင်းပို့ပြီးတာရင်ရင်ကြီးကြီးပြောရင်မင်းတန်ဖိုးကပုံညင်လာမယ်ထင်တယ်ဆိုတော့ဒီရောက်ကဟိဟိဒါဆိုခင်ဗျားတို့စီနီယာတွေဘလို့အလုပ်လုပ်လဲဆိုတာသိကျင်သေးတယ်ကြာ ကျွန်တော်အနားယူပြီးဒီကနေကြည့်နေမယ်ဆိုကပြုံးထီးထီးနဲ့ပြောတော့စီနီယာမမကဟုတ်ပြီတတိယနှစ်သူရဲ့တန်ဖိုးကိုတတိယပြဖို့အချိန်ကျပြီလို့ပြောရင်စွာဆက်သုံးလိုက်ပါတယ်အငြေတောက်ပနေသောတန်ချက်ကပိုင်ရှင်ရဲ့အနီးပတ်ဝန်းကျင်တွင်ရှိသောတိုက်ခိုက်မှုဆန္ဒကိုနှင့်တင်ပေးသည်။ပိုင်ရှင်ကတိုင်ပိတ်တိုက်ခိုက်ချက်ကိုခုခံနိုင်ခြင်းဟုယုံကြည်လျင်သူခုခံနိုင်လိမ့်သည်။အနာတရားရညီမဟုတ်။တရင်တော့တဆုတစ်ကအဖွဲ့ကောင်းဆောင်မရှိဘူးဆိုရင်တော့ငါတို့အကောင်းဆုံးလုံနိုင်နေဆိုတာကိုပြလိုက်ကြရအောင်။ဟောင်းအထက်တန်းကျောင်းကအဖွဲ့လိုက်ချီတက်မှုကြီးလာနေပြီးအကုန်လုံးကိုစစ်နေရကိုတွားကြ။ အာငါညလုံးတွေအာစစ်တပ်ရင်ကိုပိတ်ကြအဆောင်ဟိုရဲ့စစ်တပ်ထင်ဝင်လာတဲ့ပထမဒဏ်ကိုငါတို့ခိုင်ခန့်အောင်လုပ်ကြမယ်အစီရီထားထားတဲ့တိုက်ခိုက်ရေးတပ်ရင်တွေဂျောင်းကီရောင်းရဲ့နေရောက်အကာရဲ့အနောက်ဘက်ကိုသွားပြီးကုညီဖို့အသင့်တင်ကြတပ်စုတဲ့အဖွဲ့တဲ့တောင်းကူမြောက်ဒီဟာပုံစံကိုလုပ်ကြအဲ့တရေဘောကြောင်လေးတဲ့ကိုကိုရှိကကောင်းတွေကိုဟောင်းအထက်တန်းကြောင်ရဲ့တန်ဖိုးကိုပြန်လိုက်ကြတာပေါ့ထို့သောဖြင့်ကိုကိုရှိကလူတွေအကုန်လုံးပြန်ဆုပ်သွားကြပါတယ်ကြံနေသေးတဲ့စီနီယာမမကျူရဲကငါတို့တိုက်ခိုက်ရေးတန်းကိုခိုင်ခန့်အောင်လုပ်ပြီးနောက်တစ်ခုကိုဆက်လုပ်ကြမယ်လို့ပြောနေခြင်းဟူး ဒီကောင်လေးကပထမဆုံးတိုက်ပွဲမှာပြန်ဆုံးရတယ်လို့ကွာရှက်စရာကောင်းလိုက်တာမင်းကကရုံးကောင်ရဲ့တက်ရင်ကမဟုတ်ဘူးလားညဉ့်ညထွက်သွားပြီးအဲ့ကရုံးကောင်ကတော့ခေါ်လာခဲ့စမ်းပါကွာလာတော့အဝေးကောင်ဆောင်အဆင်ပြေရဲ့လားရတယ်အဲ့တိုက်ခိုက်ချက်ကငါ့ရဲ့တန်ချက်ကနဲ့ရှင်ဘာမှမဟုတ်ဘူးထိုးစကားတန်ချက်ကိုကိုရှိကအချင်းတို့ကအိုးမင်းကိုတိုက်ရတာပြောစရာကောင်းပါပဲလို့ပြောတော့စီနီယာမမကျူရဲကလည်း ကန်းချင်းတို့နင်းကတင်တရားချက်တွေထဲမှာရေးထားတယ်လို့ပဲရံမှုတတ်တာပဲဆိုကားတန်ချေပလိုက်ပါတယ်ဒီတော့ကိုကိုရှိကကျင်းတို့ကအခုမှငါမင်းကိုနင်းနီးကက်ကက်ကြည့်မိတယ်ကတော့ကောင်လောက်ကအဖွဲတွေထဲမှာရှိနေဖို့ကလှလွန်းနေတယ်မိမာကောင်လေးရှိလားဆိုကားဖွန့်ချောင်နေတော့ကျွန်တော်ကိုပဲတစ္ဆာရှိရှိနဲ့စောင့်နေတယ်စီနီယာမမကငါနေပြောတဲ့ပုံစံကိုကြည့်ပြီးနေဘလောက်တန်ဖို့ရှိကြောင်းကိုခတ်မှန်းနိုင်တယ်လို့တန်ပြောလိုက်တဲ့အခါကိုကိုရှိကကျင်းတို့ကအဲ့လိုမပြောပါနဲ့ငါ့ကိုဘလို့ထင်းလို့လဲငါငါရဲ့ကောင်မလေးကိုကောင်းကောင်းဆက်ဆံတဲ့လူမျိုးပါဆိုပြီးပြောလိုက်ပေမဲ့ကျွန်တော်ကိုပဲတစ္ဆာရှိနေတယ် ီနီယာမမကငါအဲ့လိုတန်ဖိုးမရှိတဲ့စကားတွေကိုဆက်ကြားနေရင်ငါ့ရဲ့နားတော့ပုတ်သွားတော့မှာပဲကဲအကုန်လုံးတိုက်ပွဲဝင်ဖို့စစ်ပုံစံတင်ကြငါတို့အဖွဲ့ခေါင်းဆောင်ရဲ့အရှုံးကိုလက်စားချေကြမယ်ဆိုပြီးတခါနဲ့အမိတ်ပေးလိုက်ပါတယ်ကိုကိုရှိကဂျင်တို့ကလည်းမင်းတို့ကကရုံးကောင်လောက်ကလူတွေမှတ်လားမင်းတို့ကိုနေရာကိုတိပြီးတကယ်ကရုံးကောင်ကိုတာခေါ်လာခဲ့စမ်းပါမင်းတို့ကအကောင်းဆုံးမဟုတ်ပဲအဲ့လိုအကောင်းဆုံးပုံစံမျိုးဟန်ဆောင်နေကြတာကိုနင်ရတာကငါ့ကိုထိထိချင်းဒေါ်ရထွန်းအောင်လုံနေသလိုပဲ ဂယူးဆိုင်မှထားသောဒေါ်သာအစိတ်စွာအဆင့် A++ တိုက်ခိုက်ရေး B မှတ်ချက်အထက်အဆင့်မခံမရနိုင်ထစ်ချင်းခုခံမှုတင်ဤဒေါ်သာအားအပူထစ်အကောင့်ထဲပေါ်နိုင်သည်တင်ဒေါ်သာထွက်လီလီစွားကြီးလီလီဖြစ်သည်ရေနှင်းဝေးတွေကရည်စရာမဟုတ်ဘူးဟာငါတို့အဲ့ဒါနဲ့ထီးအပူလောင်လိမ့်မယ်အပူတွေရော့မသွားခင်အထီးအောက်ဆင်းကြရအောင်ဟာမင်းတို့အဲ့လိုဟာမျိုးကနေနောက်ဆုံးနေကြတာကိုစဉ်းစားကြည့်လိုက်ရင်ငါ့ကိုဒေါ်သာထွက်အောင်လုပ်နေကြတယ်လို့ပဲအမွေတွေကုန်သွားပြီဟာအဲ့ဒါကိုရော့အောင်လုပ်နိုင်တဲ့ဟာမျိုးရှိမှာပဲ နေအောင်ငါတို့အချင်းတွေကိုပို့ပြီးအကဲထက်တဲ့တည်းရဲ့လေ။သူအမွေးတွေတည်အောင်လုပ်ဖို့အချင်းလိုမှာပဲငါတို့အခုသူ့ကိုတိုက်ရင်ထိခိုက်အောင်လုပ်နိုင်မှာပါ။ငါ့ကိုဒေါ်ရထွက်စီတယ်လို့ပြောနေရဲ့လေကင်းမွန်တို့ကောင်တွေရဲ့။အာငါလက်တို့ဒီနေငွေကြောင်စီနီယာမမကျူရဲကထိတ်လန့်သွားပြီးစိတ်ထဲမှာတော့သူတို့မှာဒံရကိုဆောက်ယူတဲ့လက်ကောက်တွေရှိနေတာတောင်ဒံကသူတို့ရဲ့အယိုးတွေကိုချိုးတင်နိုင်တာလား။ ထုတ်လွှင့်နေတဲ့အမွေတွေကိုသူ့လက်ထဲမှာစုပြီးတော့တိုက်ခိုက်ချက်တစ်ခုအနေနဲ့တုံးလိုက်တာပဲဟမ်ခဏမသိနိုင်တာ तू ကလို့တွင်ရင်တပါတယ်ပဲအဖွဲဝင်တွေအကုန်ငါတို့ထိခိုက်ထားတဲ့လူတွေကိုကယ်ရမယ်လို့အလန့်တကြားပြောလိုက်ပြီးစိတ်ထဲမှာလည်းမင်းတို့ထိခိုက်တာပဲတိတိအထုတ်ခံရတာပဲတိတိသူ့အတွက်ကအရေးမပါဘူး तू ကဆက်တိုက်နေဦးမှာပဲဟာမင်းကအိတ်ကောင်တွေကိုကယ်မလို့လားအကောင်အဆုံစ조사ကြည့်လေ तू ကထုတ်လွှင့်ထားတဲ့အမွေတွေကိုသူ့လက်သီးကိုတုံးပြီးပြစ်လိုက်တာလား မင်းလှုပ်ရှားတဲ့ပုံကိုငါတဘောကြတယ်ငါပိုင်ပါလို့မလုပ်တာလေအင်ညစ်ပတ်တဲ့ဟာတွေကိုပြန်သေးဖို့လို့လို့လားငါမင်းကိုအ short ပေးနေခဲ့တာ ਉਹ ကွာညာခိခိုက်ထားတဲ့လူတွေကိုနောက်ဘက်ကိုရွှေ့လိုက်ကြအဖွဲဝင်တွေအကုန်လုံးတိုက်ပွဲအတွက်တင်ဆင်ကြစောက်ရက်နေဖို့လည်းမမေ့ကြနဲ့အိုးအာစိတ်ရှုပ်သွားပြီငါမင်းကိုတေးရည်ရိုက်ပြကမလား ါကမလို့အပ်ပဲခက်ခဲနေတာပဲထို့ချင်းအတိုက်ခံနေရတဲ့စီနီယာမမကျူရဲကစိတ်ထဲကနေတတရနှစ်တွေအကုန်လုံးကိုတိုက်ခိုက်ဖို့ဒီလိုအလေးမထားတတ်တဲ့အကောင်တယောက်ထင်းနဲ့လုံလောက်နေတာလားငါတို့ရဲ့ထိခိုက်ထားတဲ့လူတွေကိုနောက်ရွှေ့လို့မပြီးသေးခင်အထိငါအချိန်ဆွဲရမယ်လို့တွေးနေပြီးမင်းကတော်တော်စိတ်ဆုပ်စရာကောင်းတာပဲမင်းဒီတိုင်းပဲဆက်ပြီးခုခံနေရုံမှလားအဲ့ကရုံးကောင်အဆောင်ဟိုပဲခေါ်ခဲ့စမ်းပါငါတို့အဖွဲကောင်ဆောင်ဓာတ်ရိုက်ပဝင်လာလောက်တဲ့အထိနင်းကတန်မှုရှိရလို့ထင်နေရလားဘာငါမင်းရဲ့အိပ်ပစက်ကိုတစားစီဆွဲထုတ်ပြင်မယ်ယား ထို့နောက်နောက်မှရှိနေတဲ့အဖွဲ့သားတွေကဂျူရဲငါတို့သူတို့ကိုရွှေ့ပြောင်းပြီးပြီဆိုပြီးလန့်အောင်ပြောတော့စီနီယာမမဂျူရဲကဟမ်နေ့လိုတန်ဖိုးမရှိတဲ့လူနဲ့အချိန်ထုံးနေတာတော့ပြီငါသွားတော့မယ်ဟမ်မင်းသွားမယ်လို့ဘယ်သူပြောလဲငါဒီမှာအကျယ်မရှိဘဲနဲ့တတက်ကြီးအချိန်ထုံးနေရလို့ထင်နေရလားဟမ်ငါချက်တော့ကထုံနေရပဲဒါပေမဲ့ငါချက်တော့တွေဘယ်အချိန်ကလေးကညီကြီးအောက်ကိုညက်သွားတာပါလေ မင်းအဲ့လောက်ညည်းကြီးတဲ့နစ်နေပြီဆိုမှတော့ငါမင်းဘက်ကိုတစ်ချက်သေးတိုက်လိုက်ရင်ဘာဖြစ်သွားမလဲငါရဲ့ချက်တော့ညည်းကြီးတဲ့နစ်နေတော့ဟန်ချက်မကြီးတော့ဘူးဒီလိုလားဆိုငါအကာအကွယ်ကိုစက်တင်ထားဖို့ခက်လိုက်မယ် မဟုတ်ဘူးငါလုံနိုင်တယ်ငါအကာအကွယ်ကိုစက်ထိန်နိုင်တယ်ဒါပါလေဒါကအံ့နေတာပဲဟမ်ဟေးတန်ချက်ကတခြားလူတွေအကုန်ထွက်သေးသွားကြပြီအဲ့တော့အရင်ဆုံးမင်းကိုညီကြီးတဲ့လုံလုံနဲ့ဝင်သွားအောင်လုပ်ကမလားဒါမှမဟုတ်အကာအကွယ်ကိုဖြတ်စီလိုက်ရမလားမင်းဘလို့ထင်လဲပြောပါဦးဟမ်ထိုးစကားတွေကြောင့်စီနီယာမမကျူရဲကထိတ်လန့်နေပြီငါဘာလုပ်တယ်လဲငါဘာလုပ်ဖို့လိုလဲဆိုပြီးအသွေးညားနေပါတယ်ဟေးငါ့ကိုလက်လူရှုပ်နေသေးရလားအဲ့ဒါငါ့ကိုထပ်ပြီးစိတ်တော်အောင်လုပ်နေတာပဲလူပြောနေတော့ အဲ့ကနေညံထွက်ခဲ့လေတန်ချက်ကစီနီယာဒီတန်ကကျောငါသူနဲ့ပြီးတော့မှာဟုတ်ကွာကျေးဇူးပဲမင်းကျေးဇူးကြောင့်ငါထွက်လာနိုင်ခဲ့တာဟာဟာတတရားနှစ်တရားကိုဘာလုပ်နိုင်လဲဆိုတာတရားဖို့ဆိုမဟုတ်ဘူးလားဒီအချိန်လေးကတေးရှင်ကြီးဖြစ်နေတဲ့ပုံပေါ်လို့ဒါဘင်းနာကအစင်တည်တဲ့ဟာနဲ့ဆွဲတည်လိုက်တာဟဲအဲ့ဒါကတော်တော်နာတာ အင်းဟုတ်ပါပြီမင်းကဒီဘက်လမ်းပေါ်မှာတော့တံမိုးအရှိဆုံးလူပဲအခုမင်းအနားယူတင့်ပြီအာခင်ဗျာတိတာတာကိုပြောနေတာပဲ မင်းမင်းရဲ့အဲ့ပုံစံကိုနည်းနည်းတင်လိုက်ရင်ပူတန်မှုရှိလာနိုင်မှာထို့သောလဲကြသွားတဲ့ဂီယောင်ကိုနှစ်သိမ့်နေချင်းစောနာကထွက်ပြေးသွားကြတဲ့အဖွဲ့ဝင်တွေကတရားဝင်လာကြပြီးဂျူရဲ့မင်းအဆင်တည်ရဲ့လားမင်းတို့ညင်တို့လိုပဲအခုလမ်းချောင်းကပိတ်သွားပြီငါတို့ဘာလုပ်ကြမလဲငါတို့ကြံနေသေးတဲ့တိုက်ခိုက်ရေးတပ်တွေကိုခေါ်ပြီးအလေလန်းကိုတွားကြမလားမဟုတ်သေးဘူးကိုကိုရှိကအဲ့ဒါကိုထင်မသွားသေးဘူးလို့အာမမခံနိုင်ဘူးသူဂျောင်ဂီယောင်နောက်တစ်ခါတရားတိုက်မှာကိုတတိထားနေရတာနဲ့အဲ့ပိတ်နေတဲ့လမ်းကိုလွယ်လွယ်နဲ့ထျက်နိုင်မှာမဟုတ်ဘူးဒါပေမဲ့ငါတို့အဓိကဂျူဟာရဲ့တစိမ့်တမိုင်းအနေနဲ့ငါတို့ထက်သွားရမယ်ဘယ်ဘက်လမ်းကအခုပိတ်သွားပြီဂန်ဂျင်နူရော ဘလို့လဲသူ့ကိုအဲ့အောင်မှာညှုပ်လိုက်နိုင်လားသူ့ရဲ့လှုပ်ဆောင်နိုင်စွမ်းနဲ့အဲ့ဒါကိုရှောင်လိုက်နိုင်မှာသိကြတယ်အဖွဲကောင်းဆောင်ငါတို့စီမှာမရှိဘူးဆိုတာသူ့အတီးတူဝီပီဆိုတော့သူ့တခြားလမ်းကိုသွားလောက်မှာပဲဂန်းချင်းတို့ဘယ်ကိုသွားမယ်ထင်လဲအဖွဲကောင်းဆောင်ကိုရှေ့တန်းမှာမထားမှန်သူ့တတိထားမိသွားပြီဆိုတော့သူ့သွားမယ့်နေရာကတနေရာပဲရှိတယ်အဲ့ဒါကအလေလန်းထိုချင်းဂျင်းဆောင်တို့ဘက်မှာလည်းညမိကောင်ကကျွန်တော်တို့ကအင်းအအနေဆုံးဖြစ်လို့သူကျွန်တော်တို့စီလာနိုင်တယ်မှတ်လားလို့မေးတဲ့အခါ ကျင်းဆောင်ကငါတို့ရဲ့တိုက်ခိုက်ရေးတပ်ကိုအလေလက်မှနေရာချထားပြီးအန်ဆောင်ဟူကနောက်ဆုံးမှနေရာချထားမှန်သူတဘောပေါက်သွားလောက်ပြီးအခုပထမတံတားကချက်စီခံလိုက်ရပြီဆိုတော့ဒုတိယတံတားနဲ့တတိယတံတားကိုစိတ်ပူစရာမလိုတော့ဘူးအဲ့ဒါဆိုသူကဒီနေရာနဲ့ရောနောက်ဆုံးနေရာနဲ့ရောနဲ့နီးပြီးအလေလက်ကိုပဲသွားမှာပဲလို့ပြောပြလိုက်တဲ့အခါညမိကောင်ကဒါဆိုရင်အခုဘာလို့ဖို့ကြီးရွယ်ထားလဲကျွန်တော်တို့ကြိုတင်ချောင်းချောင်းတိုက်ခိုက်ပြီးသူတို့ကိုတားဆီးလိုက်နိုင်ခဲ့ပေမဲ့သူတို့ရဲ့နောက်ဖက်ကစစ်ကူတွေလွတ်လိုက်ပြီးကြတဲ့ကကျွန်တော်တို့မတိုးတာမဆုတ်တာအခြေအနေကိုရောက်နေခဲ့တာကြာပြီဆိုပြီးနားဘူးတိုက်နေတဲ့အတွက်ကျင်းဆောင်ကမင်းညမိအခုအခြေအနေကိုထ ြစ်ပြီးပထမနှစ်တွင်နဲ့ပဲစစ်ဝဲရလက်ကိုတောင်းလင်းနိုင်မယ်လို့မင်းထင်လားဟမ်ဒီလိုသာဆက်သွားမယ်ဆိုရင်ကိုကိုရှိရဲ့စစ်ကူတွေကအလဲလန်းကိုပြန်သွားမှာပဲအဲ့လိုဖြစ်တာကိုတားဆီးဖို့အတွက်ငါတို့ဒီအချင်းလေးကိုထည့်တင်มาရမယ်ဆိုပြီးပြောတော့ညမေကခင်ဗျားဇုံမီအဖွဲ့နဲ့အလဲလန်းကိုသွားမလို့လားဆိုပြီးအံ့ဩတကြီးနဲ့မေးတဲ့အခါမှာဂျင်းဆောင်ကဟုတ်တယ်ပထမနှစ်တွင်ဒါဒီအချင်းလေးကိုကိုင်းသွင်းနိုင်မယ်ဆိုရင်ပေါ့လို့ထပ်ပြောလိုက်ပါတယ် ဒါကြောင့်ညမေကသူ့လူတွေဘက်ကိုတစ်ချက်ကြည့်လိုက်ပြီးကျွန်တော်တို့စူးစမ်းကြည့်ပါမယ်။တရင်တစ်ကကျွန်တော်တို့အားတွေနဲ့တရင်သွန်းလန့်နိုင်အောင်စူးစမ်းပါမယ်။ဆိုကဝန်တာအားရတရင်ပြောတဲ့အတွက်အချင်းဆောင်ကကောင်းတယ်။သိကြပါစေနော်လို့တရင်ပြောလိုက်ပါတယ်။ညမေကလည်းသူ့ဦးဆောင်ရတော့မှမလို့အားရဝန်တာနဲ့သူ့လူတွေဘက်ကိုတီးသွားရင်တရင်တစ်အမိတ်ပေးတဲ့နေရာကိုအဆုကြလို့အမိတ်ပေးနေပါတယ်။ဂျင်းဆောင်စိတ်ထဲမှာတာဝန်မရှိတဲ့သူ့လူလူဆိုရင်တော့ဒါကတော်တော်များတယ်ဆိုပေမဲ့ငါငါလုံနိုင်တဲ့အရာကိုလုပ်ဖို့လုံးနေပြီ။ငါရဲ့အကန့်အသတ်ကိုစစ်ဆေးရမယ်လို့တွေးနေပါတယ်။ထို့နောက်ဆေးရုံတို့ဘက်မှာတော့ဆောင်ဝမမက တို့ခေါင်းဆောင်ကြီးအောင်တိုက်ခိုက်ရင်လဲကျသွားတဲ့အကြောင်းကိုဆဲယုံကိုပြောနေပေမဲ့ဆဲယုံကတိတ်မယုံပဲအကျေချဲ့ပြောနေရလို့ထင်နေပါတယ်။ကဲပါဘာဖြစ်ဖြစ်ငါတို့ရဲ့ဘယ်ဘက်လမ်းကဒီဟာကြဆုံသွားပြီဆိုတော့ငါတို့အလေလမ်းကအနိုင်ရှုံးရဲ့တော့ချက်ဖြစ်သွားပြီလို့ဆိုလိုတာပဲ။ကြည့်ရတာငါတို့ပိုကြိုးစားရမယ်ပုံပဲ။ဂန်ချင်တို့ရောက်မလာခင်ငါတို့ကူကူတူကြအောင် လုပ်ရမယ်လို့တခါတည်းအမိတ်ပေးလိုက်ပါတယ်။ထိုချိန်ဆဲယုံတို့ရှိမှရှိနေတဲ့ဝတ်တုပ်ဥဆောင်တဲ့ကိုကိုရှိအဖွဲဖက်မှာတော့ဟေးကျူတန်းဟုမင်းရဲ့စိတ်ဆောင်ကိုညဉ့်ညံ့သုံးပြီးသူ့ကိုတိုက်ခိုက်လိုက်လေလို့အဖွဲဝင်တယောက်ကပြောတော့ဝတ်တုပ်ကအာမသိဘူးငါဝိတ္တအောင်စူးစားတဲ့အချိန်တိုင်းသူကအပေါ် ကနေအောက်ကိုခုတ်ချတဲ့နီးနေပဲတောင်းလိုက်တာငါစိတ်ဆွမ်းကိုတုံးလိုက်ရင်ဝိတ်ကနှစ်ဆကျစ်သွားတာဆိုတော့တေချာပေါက်ဓာတ်နဲ့အခုတ်ခံရမှာပဲလူပြန်ပြောပါတယ်ဒီတော့ထိုသူကပဲငါတို့လူတယောက်ထဲကြောင်နေရက်နေမှဂန်ချီနူရာတိသွားရင်ငါတို့အသက်ခံရလိမ့်မယ်လူကြောက်သေးပန်းတလူညှိနေပါတယ်ဘွားတုတ်ကလည်းဒါပေမဲ့အိမ်မိမကငါတို့အလဲတက်ရဲ့လူ200လောက်ကိုတယောက်ထဲနဲ့တိုက်ခိုက်ခဲ့တာလေဆိုပြီးပြောနေတော့ဒါကိုကြားသွားတဲ့စေယုံကအဲ့ဒါကပုံမှန်ပါပဲဘာဖြစ်လို့လဲဆိုတော့မင်းတို့တိုက်နေတဲ့လူကဟောင်းအထက်တန်းကြောင်ရဲ့အတန်မာဆုံးသူဖြူရောင်ကြောက်နေစိုးပဲလေလူအထာကြက်ကြနဲ့ပြန်ပြောလိုက်ပါတယ် ဒါကိုနင်းနဲ့ဝါတော့ကအကြောက်သွားပြီးငါတို့ယာကြီးစုပ်ပြီးတော့ဂန်ချင်းတို့လာမှတိုက်ရင်ရောလို့ပြောနေတော့နောက်ကနေမင်းဘယ်သွားမလို့လဲတက်တိမရှိတဲ့ကောင်ဆိုကာချင်းတို့ကထွက်လာတဲ့အတော့ဝါတော့လည်းထိတ်လန့်သွားပါလေဒါကိုလှန့်နေနေရတဲ့စယုံစိတ်ထဲမှာတော့ဂန်ချင်းတို့လာသူ့အခုတွေကရောက်နေပြီပေါ့သူဘဲဘဲလန်းကနေလာတာကိုအချိန်ကြာကြီးယူမယ်လို့ညှော်လင့်နေခဲ့တာလို့တွေးနေပါလေထို့နောက်ချင်းတို့ကထွက်လာရင်မင်းကအဲ့ကြော်ကြားတဲ့နှက်ဆူမဟုတ်ဘူးလားဟမ်စောနာကအတန်မာဆုံးလို့ပြောခဲ့တလားပဲကတော့ကောင်လည်းအရင်တော့ကအဲ့လိုပြောခဲ့တာပဲဆိုကာ မင်းတို့လိုအားနေတဲ့ပိုးကောင်တွေကအဲ့လိုစကားတွေပြောနေတာဒေါသထွက်စရာပဲလို့ထပ်ပြောရင်ထို့သောနောက်ကိုလွင့်သွားတဲ့စိုင်းယုံစိတ်ထဲမှာတော့ငါအဲ့တိုက်ခိုက်ချက်ကိုကာနိုင်မဲလို့ထင်ခဲ့ပေမဲ့ငါနောက်ဆုံးသွားတာလားအခုလေးနေအဲ့တိုက်ခိုက်ချက်ကြောင့်မပြောနိုင်နဲ့ဒီလူရဲ့တိုက်ခိုက်ရည်ကအေးစင်ပဲလို့တွေးကဒါဆိုလဲဘယ်တတ်နိုင်မလဲကင်မရာလေးရှိနေလို့ငါဒါကိုမသုံးမဲနေချင်ခဲ့တာဒါပေမဲ့ငါဒါကိုမသုံးလို့ရှုံးသွားရင်ငါပုံရတဲ့စောတကားတက်တာတွေကြားမှာပဲ ုံအောင်ဂျင်းတို့ကဟောင်းအထက်တန်းကျောင်းကမင်းကလေးတွေကတန်ချက်ကဝစ်ကြတာစီးကန်းတစ်ခုလာအဲ့ဒါထက်ငါအခုလေးတင်အဲ့လိုတောက်ပနေတဲ့တန်ချက်ကကိုဝစ်ထားတဲ့လူကိုချက်စီလာခဲ့တာလို့ပြောတော့ဆဲယွန်းကစီနီယာကျူရဲ့အကြောင်းပြောနေတဲ့ပုံမဲ့ငါတို့နှစ်ယောက်လုံးကတန်ချက်ကဝစ်ကြတာဆိုပေမဲ့အစင်းကမတူဘူးမတူဘူးဆိုတာဘာလို့ဆိုလို့တာနဲ့တိုက်ခံရရင်ခွတ်သွားမှာပဲကိုငါတတိပေးခဲ့တယ်နော်မင်းရဲ့အပေါ်ဝိယုံနဲ့ကာပြီးတော့မင်းရဲ့လက်နဲ့နဲ့တိုက်ခိုက်တယ်ပေါ့မစိုးပါဘူး ။ဒါနေကျင်နှံ့အောင်လုပ်ဖို့တင်ထားတဲ့နည်းမဟုတ်ဘူး။ဟာမင်းကလူတွေကိုဒေါသထွက်အောင်လုပ်နိုင်တာပဲ။မင်းကငါ့ကိုဒေါသထွက်အောင်လုပ်နေတာပဲ။မင်းရဲ့ကြီးမြတ်တဲ့ဝိဇ္ဇုံရှိကိုတုံးပြီးတော့ဒါကိုကာဖို့မကြိုးစားကြည့်ချင်ဘူးလား။ဟမ်အမွေးတွေထုတ်လို့တဲ့ကြီးမားတဲ့အတိုင်းအတာရှိတဲ့တိုက်ချက်ပဲငါဒါကိုရှောင်လိုက်ရင်ငါနောက်ကလူတွေကိုထိခိုက်သွားမှာမှတ်လားငါအဲ့လိုတော့အထင်မှတ်နိုင်ဘူး ကြည့်ရတာဒါကနင်းတတရနဲ့တွေကိုအနိုင်ကျင့်ခဲ့တဲ့ပုံထင်တယ်ဒါပေမဲ့အဲ့ဒါကငါနဲ့အလုပ်ထင်မှာမဟုတ်ဘူးဒီကောင်မကတော့ငါ့ကိုဒေါသထွက်အောင်လုပ်နေတာပဲအာမင်းကျိုးကျိုးနုံနုံနောက်ဆုတ်တင်တယ်လို့ပြောနေရလေဒေါသကိုစွားရင်အနေနဲ့တုံးနေစိတ်ဆွမ်းရပဲတူတာအဲ့ဒေါသကိုဆက်ထိန်းထားနိုင်ရင်မပင်မန်းပဲဆက်ပြီးတိုက်ခိုက်နေနိုင်မှာအဲ့လိုဒါဆိုရင်အဲ့ဒါကိုဖျက်ဆီးဖို့နီလန်နှစ်ခုပဲရှိရဒေါသထွက်တာကိုရအောင်လှုပ်တာဖြစ်ဖြစ်သူ့ကိုတစ်ချက်ထဲအနိုင်ယူတာဖြစ်ဖြစ်ပေါ့ ဘာလဲဘာလို့ရုပ်တရက်ကြီး၃ယောက်ထက်သွားတာလဲဘာပြောချင်တာလဲနေ့ကိုနှစ်ဆိုးတယောက်ကပိုင်းဆိုင်သွားပြီ ီးပဲအဲ့လိုဟာမျိုးကဘယ်လိုလုပ်ရှိနေရလဲဂျင်းဂျင်းတို့အဆင်ပြေရဲ့လားဟေးဟိဟိရှော့စင်းကဘယ်လိုဖြစ်သွားရလဲဟမ်ငါတို့အဲ့ဒါကိုအခုတက်လာရင်အနေများလိမ့်မယ်ငါတို့သူတို့ကိုနည်းနည်းလောက်ဆွဲခေါ်သွားချင်းငါပြောနေတာနားမထောင်နေဘူးလားဣတိပါပြီငါရှော့စင်းအဖွဲကိုဆက်တွေ့ရအောင်မယ်ဆိုကတရားရခတ်နေပါလေဒီစကားကိုကြားလိုက်တဲ့စင်ယုံကရှော့စင်းအဖွဲဟုတ်လားလို့ပြောရင်တစ်ချက်ကြည့်လိုက်တော့ဘာလဲတာဝေးအဖွဲတခုအနေနဲ့အဲ့ဒါကဝေးကွာလွန်းနေ ခဏနေပါဦးရှောစင်းလို့ပြောလိုက်တာလားတဘာဝကိုထိမ့်ချုပ်တဲ့စိတ်ဆွာကိုအသုံးပြီးတော့အငင်းရဲ့ကွာခြားချက်ကိုအသုံးပြုတဲ့အတန်းပဲဒီလိုဒါဆိုရင်အလင်းနဲ့နောက်ဆုံးကိုငါတို့စီကနေရှားသွားကြလိမ့်မယ်အကုန်လုံးထွက်လန်းစီပြေးကြရန်သူတွေအဆုံးကိုယူမသွားစီနဲ့သူတို့အောက်ကိုရှောစင်းတဲ့အရှင်ကညံလုံးနဲ့ငါတို့ရဲ့တပ်တွေအဆုံးကိုတီးရွားမယ်ဆိုရင်တော့သူတို့မှဘာကိုခံအားမှကျန်မှာမဟုတ်ဘူးအဲ့တော့ငါတို့ပဲအကျိုးရုံမှာလူတုံးတဲ့နေချင်းကျင်တို့ကဘာကိုကြည့်နေရလဲမင်းငါနဲ့ကစားပေးရမှာပေါ့ဆိုကဝင်လာတဲ့အတွက်ရုပ်တရက်ဖြစ်သွားတဲ့ဆင်းဝင်ကဟာနတ်စုပ်ကိုဘွားဆိုကပြန်တိုက်ခိုက်ဖို့လှုပ်ပါတယ် သို့တော်လည်းစောနာကလာအောင်အမကောင်းတော့တဲ့အတွက်ဂျင်တို့ကစောနာကထက်အများကြီးအားနေသွားတာပဲတန်ချက်ကာကစောအားအများကြီးတုံးရတဲ့ပုံပဲအဲ့တော့မင်းရှိမှာကငါပဲမင်းနောက်ကရှောစင်းအဖွဲပေါ့မင်းအခုဘာလုပ်မှာလဲအခုမင်းကြမ်းတမ်းတဲ့ပုံတွေလုံနေလဲအတော့မဝင်ဘူး မင်းညနာကိုကြည့်ရတလို့မင်း9မိထက်ထပ်ပို့ပြီးတော့တောက်ခံနိုင်မှာမဟုတ်ဘူးဆိုတာသိတာနေတာပဲလို့ပြောလိုက်တဲ့အတွက်ဆန်းယွန်းကကိုကိုရှိရဲ့စိတ်အကြံပေးလို့မပြောရဘူးအကဲခတ်သက်သားပဲဒါပေမဲ့ငါအ ਨੇ ဆုံးတော့ဒီကောက်ကိုအနိုင်ယူနိုင်ရမယ်ဆိုကတိုက်ခိုက်ဖို့အသင့်တည်နေတော့အနောက်ဘက်က နေအော်တန်ဒီကြားတဲ့အတွက်တစ်ချက်ကြည့်လိုက်တဲ့အခါမှာတော့စောနာကကိုကိုရှိရဲ့ရှောင်းစင်းတပ်ဖွဲ့ကိုတိုက်ခိုက်နေတဲ့ဂျင်းဆောင်ရဲ့ဇုံမီအဖွဲ့တွေကိုမြင်လိုက်ရပါတယ် ဒါကြောင့်ဆန်းယုံကသူ့မမုံလာပြီဆိုကပြောနေပေမဲ့နောက်ကချင်းတို့ကအေးအားနေတဲ့ကောင်လေးကဘသူတွေလဲလို့မေးပါတယ်ထိုအမေးစကားကြောင့်ဆန်းယုံကတင်းသွားပြီးစကားကိုဂယုဆိုင်ပြောသူတို့ကငါယောက်ျားဖြစ်လာဖို့အလားအလာအရှိဆုံးသူရဲ့တငယ်ချင်းတွေပဲလို့ပြောလိုက်ပါတယ်ဆန်းယုံကတော့စွတ်ကြည့်ပဲ ဒါကိုကြားတဲ့ဂျီနိုကယောက်ျားဟုတ်လားအထက်တန်းចောင်းသူကလက်ထက်တန်းကစားနေရလားငါပိတ်လိုက်တော့မယ်အစကမင်းအစင်တီနေတဲ့ပုံပေါက်နေလို့လွတ်ထားတာဒါပေမဲ့ဒါကအချိန်ပြုံးနေမိတာပဲမင်းဘာမှလုံးစရာမရှိတော့ဘူးဆိုတော့လေဒါကိုအဆုံးသတ်ကြတာပေါ့ဂလူးဆိုင်မထားတော့ဒေါတာစိတ်စွမ်း A++ တိုက်ခိုက်ရေး B မှတ်ချက်အဆင့်တုံးထူးခြားမှုခြေအားများကိုညှင့်တင်ပေးသည်လေဒုကတောင်းသွားပြီအပူချိန်ကနေရေခဲအထိတောင်းသွားပြီ ကန်ချက်လား။သူကသူ့ရဲ့တိုက်ခိုက်နေကိုတောင်းလိုက်တာလား။သူ့ရဲ့ခွန်အားနဲ့အရှင်ကအရင်ကနဲ့မတူတော့ဘူး။ငါဒါကိုမကြခင်ပြီးအောင်အဆုံးသတ်မယ်။မင်းရဲ့အဲ့စိတ်ဆုပ်စရာကောင်းတဲ့ဝိယုံနဲ့တားမဲ့အစားဓာတ်နဲ့တားတာကပိုကောင်းမယ်ထင်တယ်နော် ဟုတ်တယ်မင်းပြောသလိုပဲငါငါရဲ့ဝိညာဉ်ရှင်နဲ့ပို့လေ့ကျင့်ခဲ့တဲ့လားအင်းအခုငါဒီမှာမရှိတော့ဘူးဆိုရင်တော့လုံလောက်မှာပါဘာလဲမင်းအရှုံးပေးချောင်းတရားဝင်ကျင်ညာနေရလားဘဒူကမင်းကိုထွက်သေးခိုင်းမှာမဟုတ်လဲဘဒူဆိုတာဘာကိုပြောချင်တာလဲအဲ့ဒါကငါပဲလေဟမ်မင်းကတိုက်ွက်အကြီးစားတုံးမလို့လားအဲ့လိုတိုက်ချက်တစ်ခုထဲနဲ့ထိမယ်လို့ထင်နေရလားနင်းရင်တင်ယူလေးလာနိုင်တဲ့စွမ်းရည်ကချိုးတက်နေတဲ့ပုံပဲ နေတာကိုညီဘူးတယ်မှတ်လားဟမ်မင်းပါလို့အဲ့လောက်ယုံကြည်ချက်ရှိနေမှန်းသိကျင်နေတာဒါစားတတ်တော့မင်းကဖုံးကွယ်ထားခဲ့တာကိုသိပြီးဆိုရင်လည်းငါရဲ့တိုက်ချက်ကိုအထီးခံပြီးတော့စိတ်ကူးသားမှုကိုခံယူလိုက်တော့အာ ထိုတိုက်ခိုက်ချက်ကိုနင်းလိုက်တဲ့ဂျင်ဆောင်ရဲ့စုံမီအဖွဲ့သားတွေကသူတို့ရဲ့တခင်မလေးအတွက်ဝမ်းသာအားရချက်သွားကြပါတယ်ထို့တော်လဲဆန်ယွန်းကကံမကောင်းစွာနဲ့ပဲငါမအောင်နေခဲ့ဘူးဂန်ဂျင်တို့ကအဲ့ဒါကိုကားလိုက်ရင်သူ့နောက်ကကိုကိုရှိကကောင်တွေကတိုက်ခိုက်ချက်ကိုထိသွားကြမှာမဟုတ်ဘူးဆိုပေမဲ့ဂန်ဂျင်တို့ကသူ့နောက်လိုက်တွေကိုဂယူးဆိုင်မဲ့လူမျိုးမဟုတ်ဘူးအဲ့တော့သူတိုက်ခိုက်ချက်ကိုမထိခင်၆ကံမအောက်ကိုခုံဆင်းသွားမှာပဲ သူ့ရဲ့ရင်မွေးနဲ့ခန္ဓာကိုယ်စွမ်းအားကိုကြည့်မယ်ဆိုရင်အနည်းကနေတယောက်ကြလဲတည်တနာရှိမှာမဟုတ်ဘူးလို့တုံးသက်ပြရတဲ့အတွက်ဇုံမီဖွဲ့သားတွေကဒါဆိုရင်သူကတခင်ငကြောင်းကောင်းပဲငါတို့ခေါင်းဆောင်တာသူ့နေရာမှာဆိုရင်သူကသူ့အသက်နဲ့ရင်ပြီးတော့တော့ငါတို့ကိုကာကွယ်ပေးမှာဒါပေါ့ငါတို့လည်းသူနဲ့တူတူကာပေးမှာပဲလို့ပြောကခေါင်းဆောင်ဂျင်ဆောင်ကိုချီးကျူးနေပါတယ် ဒီတော့မှအစံယုံလေတတိယသွားပြီးစဉ်းစားကြည့်မှအဲ့အယူကောင်ရောဘယောက်သွားရလဲဆိုပြီးပြင်မိရပါတယ်ထို့နောက်ဂျင်တို့တယောက်ကျသွားတဲ့ဘက်ကိုလိုက်ပြထားပြီးပြီးတော့အောက်ရောက်လာတဲ့ဂျင်တို့ကဟူးအန်နေညားလိုက်တာဘာပဲဖြစ်ဖြစ်ငါတို့စီစဉ်ထားတဲ့အတိုင်းပဲငါကတုံးကောင်ကိုအနိုင်ကျူပြီးဘဲကိုနှိမ့်လိုက်ရုံပဲမှတ်လားလို့အေးစစေးပြောနေတော့ဝါတောက်ကိုညင်သွားတဲ့အတွက်အံ့ဩသွားပြီးမင်းဘာလုပ်နေရလဲဘာလို့ဒီမှာရှိနေသေးရလဲငါဘလောက်တောင်အချိန်ဆွဲခဲ့ရလဲဆိုတာမင်းမသိဘူးလား ဆိုပြီးဟုတ်တဲ့အတွက်လန့်နေတဲ့ဝါသုကလည်းအဲအဲ့ဒါကလှေလှေကားတွေရှိလို့ပြောနေတော့လှေကားမှာထိုင်နေတဲ့ဂျင်းဆောင်ကရောက်တောင်ရောက်လာပြီပေါ့မင်းမရောက်လာခင်ပွဲပြီးမယ်ထင်နေတာလို့ခနဲ့ပြီးတဲ့နောက် မင်းကအစစ် F လူတက်သမားမှတ်လားမင်းကအဲ့ဂရုံးကောင်တို့လက်စားချေဖို့စ조사နေတာမှတ်လားလို့ဂျင်နိုကမေးတော့ဂျင်ဆောင်ကအဲ့ဒါတော့ဘယ်သူသိမှာလဲဆိုပြီးပြောတဲ့အတွက်ဂျင်နိုကငါတို့ကမ်းမအောက်ကနေဖောက်ဝင်မယ်ဆိုတာကိုမင်းစဉ်းစားမိတယ်ဗောမင်းအာဝခံနိုင်မှုကလည်းကောင်းတာပဲဆိုကစကားနိုင်နေတော့ဂျင်ဆောင်ကမင်းပင်မနေပြီလားစကားတွေအများကြီးပြောနေတယ်လို့ပဲလှုပ်ဝက်ယူဟာလို့ဒါပြောတာအဲ့လောက်လည်းမမိုက်ပါဘူးလို့ပြန်ပြောပါတယ်ဒါကြောင့်ဂျင်နိုကစိတ်တူ ်သွားပြီးဒရုန်းတွေကဒီကမ်းမအောက်ကိုရောက်မလာတော့ဘူးမှတ်လားမင်းကိုရှင်းပြပြီးမတော်တဆဖြစ်သွားတယ်လို့လှုပ်လိုက်မယ်ဆိုရင်လေရတာပဲအကြံမစိုးဘူးမှတ်လားလို့ပြောတော့ဂျင်းဆောင်ကတတ်နိုင်တက်ကြည့်လေဆိုကပြန်စိန်ခေါ်လိုက်ပါတယ်ဒါကြောင့်ဂျင်းတို့ကတေးကြတာပေါ့ဆိုကမင်းကသွေးကြီးတယ်လို့လို့နဲ့ဒီအစင်းလောက်ပဲရှိရလားဒီကောင်ကတော့ တေချာလှုပ်ဆမ်းမှာကန်ကျင်တို့မိမဖုံးွယ်ထားတဲ့အစွမ်းတွေရှိသေးတယ်မှလားမင်းကတယောက်ယောက်ကိုဘလို့ဒေါ်တာထွန်းအောင်လောက်ကမလဲဆိုတာတကယ်သိတာပဲဟုတ်ပြီလေမင်းအဲ့လိုပြောမိတာကိုနောင်နာရတော့အောင်လို့ငါလှုပ်ပေးမယ်ဟိဟိငါအဆင့်လေးကိုတုံးတော့မှာမလို့ထွက်သွားကြတော့နေအောင်လေကျင်တို့မင်းအဆောင်ဟုန်နဲ့တိုင်တာမဟုတ်ရင်အဆင့်လေးကိုတုံးဖို့ကနီးပြရွေရဲ့ခွင့်ပြုချက်ကိုလိုတယ်လေတေချာကြည့်ပြီးတော့ဒါမင်းဟာမင်းတင်ပြလိုက်တော့ဒီကောင်းကကရုံးကောင်းထက်ပို့တယ်ဟာမင်းတကယ်အဆင့်လေးကိုတုံးမလို့ပဲလားအကုန်လုံးထွက်သေးကြဒီလိုသားဆိုငါတို့လည်းအရှင်းခံရလိမ့်မယ် ဟာကိုကိုရှိတက်ရဲ့အဖွဲ့ဝင်တွေမင်းတို့ထွက်ပြေးဖို့ဆိုရင်ဟိုဘက်ကိုတေးရမှာမဟုတ်ဘူးလားလို့မေးတော့ကိုကိုရှိအဖွဲ့ဝင်တွေကလည်းဘာလဲအဲ့ဒါမင်းတို့ရဲ့နောက်ချန်တပ်ဘက်ကိုသွားတဲ့လမ်းလေလို့ပြန်ပြောပါတယ်ဒါကြောင့်ချင်းဆောင်ကမင်းတို့မသွားချင်ရင်ငါ့ကိုဒီမှာတိုက်လို့ရတယ်ဆိုကစိန်ခေါ်လိုက်တဲ့အတွက်ရှေ့ဓာတ်ထန်နောက်ဓာတ်ကိုပို့ကြောက်ကြတဲ့ဝါတုတ်တို့ကိုကိုရှိအဖွဲ့ဝင်တွေကချင်းဆောင်ပြောတဲ့အတိုင်းပဲသွားကြပါတယ်ထို့သောလူအလုံးကုန်သွားမှကိုကိုရှိကဂျင်တို့ကသူ့စွာအားတွေကိုစဖွင့်ရင်မိဘတွေစဉ်းစားနေရလဲဆိုတာငါမသိဘူးဒါပေမဲ့အခုတော့နောက်ကျသွားပြီမင်းအသက်ရှင်ဖို့ဒါအကောင်းဆုံးကြိုးစားပါ လို့ပြောလိုက်ပြီးယာဂယုမဆိုင်ထားသောဒေါတာတိုက်ခိုက်ရေးအဆင့် A++++ ဒေါတာကိုကိုစားကြည့်သောရင်ဝင်များမှပောက်ွယ်ထွက်လာပြီးအဆင့်၄ယူတို့ချင်းစိတ်စွာတန်ပြန်သည်ဒါကြောင့်ပဲအဲ့ဒါကလူတယောက်တစ်နှစ်အတွင်းရရှိထားတဲ့စွိုင်းပမာဏရဲ့နှစ်ဆပူပောက်ွယ်သည် အသုံးပြုသူကြီးခန်းစားချက်များထက်ချိုးတဲ့နေတော့တိုင်းပတ်များကတုံးဆွဲသူကြီးဆွမ်းကိုမထိနိုင်ပါရေနွေးမွေသည်ရုပ်ပိုင်းဆိုင်ရာဆွမ်းအားတစ်ခုကဲ့သို့လှုပ်ဆောင်သည်အဆင့်လေးကိုအသုံးပြုနေစဉ်အတွင်အသုံးပြုသူအားဒေါနာစိတ်များကထိန်းချုပ်ပြီး၎င်း၏မှတ်ဉာဏ်များကိုဆုံးချုပ်သွားစေသည်ဟီ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 သူ့တိုက်ချက်အဆင့်ကတကယ်တောင်းသွားပြီဟ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 ီ ဟာချီပဲငါထိန်ချုပ်ခံထားရတယ်ခန္ဓာအားလို့အသုံးပြုနိုင်တဲ့စွမ်းရည်ပဲစိတ်တူစရာပဲသူ့အပေါ်မှာတော့ဒါဟုတ်တာတုံးခဲ့ရင်စိတ်ဟုံးကတောက်ခံနိုင်မှာမဟုတ်ဘူးဆိုပြီးသွေးမိကသူ့ကောင်မလေးကိုစိတ်ပူသွားပါတယ်ဟီ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  အင်းဂန်ဂျင်နိုကသူ့ရဲ့တိုင်ဘက်ကိုအကြမ်းဖက်ပြီးလွှမ်းမိုးရတာကိုကြိုက်တဲ့လူမျိုးပဲ။ तू ဘာတတိမှမရှိပဲဒီလိုမျိုးတိုက်ခိုက်ချင်မှမဟုတ်ဘူး။ဒါပေမဲ့လည်းနောက်ဆုံးတော့ဒီအချိန်မှာ तू ကငါ့ရဲ့စွမ်းအားကိုအကဲထက်ပေးနိုင်တဲ့ထိုက်တန်တဲ့တိုင်ဘက်ပဲ။ငါနဲ့ကစားနိုင်မဲ့တိုင်ဘက်ကိုရှာသွေးပြီပဲ။တူတူကစားကြရအောင်။ ဲ့ပဲဒီပိုင်းလေးကဒီမှာပဲပြီးဆုံးတော့ပါပြီ။ဂျင်းဆောင်နဲ့ဂျင်းဟိုတို့အယူနှစ်ယောက်ဘယ်လိုတွေပွဲချမ်းအောင်မလဲဆိုတာကိုတော့နောက်ပိုင်းလေးမှာဆက်တွေ့ပါမယ်။အားလုံးပဲကျေးဇူးပါ။